မြေပြင်တိုက်ပွဲတွေမှာအင်အားပြုံးတီးမှုကိုဆက်လက်ရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာမွန်ပြည်နယ်မှာလာမယ့်စစ်မှုထမ်းတင်နယ်ပတ်စဉ်73တွက်လူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီးပြီးစစ်သားစုဆောင်မှုတွေရှိန်မြှင့်လှုပ်ဆောင်လာတယ်လို့ဒေသခံတွေကတန်လွင်တိုင်းကိုပြောပါတယ်။ပြည်နယ်စစ်ကောင်စီဟာညပိုင်းချိန်တွေမှာအပြင်ထွက်တဲ့လူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီးတာ၊မူရစီဝါတုံးဆွဲတဲ့လူငယ်တွေကိုဖမ်းဆီးတာ၊မြို့သားနှစ်ယောက်ဆိုင်ကယ်မစီးရတတ်မှတ်ထားတဲ့ဒေသတွေမှာဒေသနာအမိတ်ဖောက်ပြက်တဲ့သူတွေကိုတပါးရေဖမ်းဆီးပြီး တပ်သားတွေစုဆောင်းနေတာပါဒါအပြင်စစ်ကောင်စီရက်ကွက်ကြီးရွာဥချူကြီးဖွဲ့တွေက လူစားတို့အငှားခေါ်ယူဖို့အတွက်ငွေကြီးမပေးဆောင်သူတွေကိုဆင့်ခေါ်ပြီးတပ်သားတွေစုဆောင်းတာအပြင်ခိုးဆိုးလူရွတ်မှုကျူးလွန်သူတွေကိုလည်းချင်းချောက်ပြီးတပ်သားတွေစုဆောင်းနေတာဖြစ်ပါတယ်ဘီလင်းဒေသခံတို့ကတော့တပ်သားတွေစုဆောင်းနေနေရာမှာငွေရစေဝါသုံးဆွဲသူတွေအခြားပြည်မှုကြောင့်ချုပ်ထဲရောက်သူတွေအပြင်ညာဘက်ပြင်ထွက်သွားလာသူတွေကိုလည်းဖမ်းဆီးပြီးစစ်သားစုဆောင်းနေတယ်လို့ပြောပါတယ် ေးသမားတို့တန်ပြကြရမြကြလို့ဒီအဲဆိုလို့ရောက်ဆိုတဲ့အဲတူလာနေတယ်သူလာဝဲမီလို့ဒီတူလာနေတယ်ဖတ်တယ်အောင်ပဲကျင်းနေတယ်လာနေတော့တော့စီမခွန်ရောက်ချေရောက်တော့အဲ့လိုဒေသတွင်းမှာကိုဆိုးလူရဲ့သူတွေကိုလည်းဖမ်းဆီးရမိပါကစစ်မှုရန်တင်တန်းတက်ရောက်ရင်ပြည်တံကင်းလုခွင့်ပေးမယ်လို့ဆိုကစစ်သားစုဆောင်မှုရှိသလိုတချို့တွေကိုတော့တခါတည်းစစ်မှုရန်တင်တန်း တန်းပို့ဆောင်တာတွေရှိနေပါတယ်။ကြိုက်တူဒေသခံတို့ကလည်းအခုနောက်ပိုင်းစစ်ကောင်စီရဲ့စစ်မှုရန်စုဆောင်းမှုတွေဟာလူငယ်တွေကိုအပြစ်ရှာပြီးစစ်မှုရန်သင်တန်းတွေထံပို့ဆောင်နေတာအများဆုံးတွေ့ရှိလာတယ်လို့ပြောပါတယ်။တိတ်ကြဆိုင်နေတော့ကောက်တယ်လို့တော့တော်ကြားတာပေါ့လေ။ဟိုဘယ်လိုပြောမလဲ။ညဘက်ချိန်မတော်ခါမတော်ကြီးနောက်တစ်ခုကဟိုလမ်းမှာတွေ့ရင်လေလေတုတ်တယ်လို့ကြားတာပေါ့။နေရင်းပြောတာကတော့လူရှာပြရဆိုတော့ ။ဟိုနောက်မဆုံးစာလုံးရရင်တော့အဲ့လိုပဲပေါ့။ဈေးတို့ဘာတို့လိုက်ပေါ့ချဲတို့အဲ့ဒီပုံစံမျိုးတွေကိုအဖြစ်အဖြစ်စာပြီးတော့လိုက်လိုက်ရှာတယ်။စာလုံးရအဲ့လိုမျိုးပေါ့။ဒါတွေကိုကိုတွေ့ပါမယ်။ဘာမှချက်ချက်သေးတာမပြီးသေးဘူးကိုပြဖြောက်လိုက်ကြတော့ပြီးဆက်လိုက်ကြတော့စစ်ကောင်စီကစစ်မှုရန်တင်နန်းအတွက်လူငယ်တွေကိုအရိယဓမ္မစုဆောင်းနေတာကြောင့်ရဘက်တွေမှာအပြင်းမထွက်ရဲကြတော့သလိုတချို့လူငယ်တွေဟာနေရွှန့်ခွာကတပတ်နိုင်ငံတွေမှာလုံလုံမှုတွေတည်တသာများလာတယ်လို့သူကဆက်ပြောပါတယ် မွန်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းပရိုဂရမ်ဒါရိုက်တာနိုင်အဲမွန်ကတော့လူငယ်တွေကိုအတင်းကျပ်စစ်မှုထမ်းခိုင်းတာဟာလူခွင့်ရေးချိုးပေါက်တာဖြစ်ပြီးလူငယ်တွေကိုတက်ကွင်းတဲ့အတင်းပို့တာဟာလူသားမျိုးနွယ်စုပေါ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်လို့ပြောပါတယ်။စေအုပ်စုရဲ့အတင်းအကျပ်စစ်မှုထမ်းစေခိုင်းနေခြင်းဟာကျွန်တော်တို့ဒီအတ္တမလုံအားစေခိုင်းခြင်းနဲ့တခြားသောလူခွင့်ရေးချိုးဖောက်မှုတွေကိုကျူးလွန်နေတဲ့အပြင်စီရေးစရာကာကွယ်ပညာရက်တွေနဲ့လက်ဘုံးသတိမရှိတဲ့လူငယ်တွေကို လူသားတိုင်းတစ်ဖွဲ့တက်ကွင်းထဲအတင်းပို့နေတဲ့အတွက်လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝမှု crimes against humanity မြောက်တယ်လို့ကျွန်တော်တို့အမြဲတမ်းပြောဖြစ်ပါတယ်နော်တရားတကယ်မြောက်နေပါတယ်တပတ်မှာစစ်ကောင်စီဟာနိုင်ငံအနှံ့တိုက်ပွဲတွေကြားသူတို့ရဲ့လက်အောက်ခံတပ်သားတွေထိခိုက်သေးဆုံးမှုမြင့်တက်နေတဲ့အတွက်ပြည်သူစစ်မှုရန်ဥပဒေကိုပြန်လည်အသက်သွင်းပြီးနောက်ဝန်ပြည်နယ်မှာစစ်မှုရန်တင်နန်းတွေကိုလာစဉ်ဖွင့်လှစ်နေတာပါစစ်ကောင်စီကစစ်မှုရန်ဖို့အတွက်အသက်အရွယ်မပြည့်သေးသူတွေကိုစစ်မှုရန်မခေါ်ယူဖို့ပြောဆိုနေပေမဲ့ ဒေသတွင်းမှာတော့အသက်မပြည့်သေးတဲ့လူငယ်တွေအပြင်ကျန်းမာရေးမကောင်းတဲ့လူငယ်တွေကိုပါတက်သားတွေဆူဆောင်းနေကြတာတွေရှိနေပါတယ်။တန်လွင်တိုင်းကပြုစုလာတဲ့ချက်လက်တွေအရမွန်ပြည်နယ်မှာစစ်ကောင်စီရဲ့ပြည်သူစစ်မှုရန်တင်နယ်ပတ်စင်တစ်ကနေပတ်စင်စနစ်ထိဒေသတွင်းကလူငယ်2100ထက်မနည်းစစ်သားဆူဆောင်းခံထားရပါတယ်။